ခုတို့လည်းဒါနောက်ပိုင်းမှာဆိုလို့ရှိရင် client တွေကို content marketing လုပ်ဖို့အများအား force ပေးရတာပေါ့ force ပေးရမှာဟောဆိုအခုအခက်အနေဒါကိုပြန်ကြည့်တဲ့အခါမှာလည်းအဲတနည်းအားဖြင့်ပေါ့နော်ပုံမှန်တမယိုးချသွားလို့မရတော့ဘူးပေါ့နော်ဟို post တင်ဈေးအောင်လည်းမရတော့ဘူး boost ဈေးအောင်လည်းမရတော့ဘူးပေါ့အဲတော့ boost ရဲ့ revenue တွေကရမ်းချလာတယ်နောက်ပြီးတော့ CPI တွေက again ခုန်တက်သွားတဲ့အခါမှာလုပ်ငန်းရှင်တွေကဟိုအခုလိုမျိုးဒီ online ပေါ်မှာ brand တစ်ခုတိစောက်တာတွေ content marketing လုပ်တာတွေမလုပ်ခဲ့ဘူးဆိုပြီးအခုချိန်မှာ ရေရှည်အတွက်ကအဆင်မပြေတော့ဘူးဘာလို့ရှိရအောင်ဒီတည့်ရတူလည်းရှိရတယ်ဆိုမတည့်ရတူလည်းရှိရပေါ့တချို့ကြတာလည်း content မှာကတော့ကျွန်တော်ပုံလေးစာရေးရေး post တွေတင်တယ်ဒီဟာကိုအဓိကသွားကြပေါ့ကျွန်တော်ကျွန်တော်ခံယူလာတာအားကြောင့်လိုမျိုးလဲဆိုတော့ကျွန်တော်ကဒီ brand တစ်ခုရဲ့ page တစ်ခုပဲဖြစ်ဖြစ်ဒီ brand တစ်ခုရဲ့ဒီ channel တစ်ခုပဲဖြစ်ဖြစ်သွားကြည့်လိုက်မယ်ဆိုရင်ဗျာအဲရောင်းတဲ့ post တွေပေါ့ဒီတိုင်းဒီပစ္စည်းရောင်းတဲ့ကြော်ညာအဲ့လို post တွေမြင်နေရတာထက်စားရင်ကျွန်တော်တို့ဒီ content တွေဖြစ်တဲ့ အဲစာနဲ့ content တွေပဲဖြစ်ဖြစ်ဗီဒီယိုတွေပဲဖြစ်ဖြစ် visual တွေပဲဖြစ်ဖြစ်အဲ့လိုဟာတွေကိုကျွန်တော်ကမြင်နေရအဲ့ဒါဆိုကျွန်တော်က page ကိုတန်းပြီးတော့သူ့ရဲ့ page ကိုကျွန်တော်ကတတိထားမိပါမယ် visual data တွေဟုတ်အဲတလလုံးဒီမှာတပို့မှမပေါ့ရင်လည်းအသင့်မပြူအဲ agent လည်း client ကညှို့ညင်တာရခံရနိုင်တာပေါ့ဆိုတော့နောက်ပြတော့ post ကိုပေါ့ဖို့ဆိုရင်ရေးပြီးတော့ hook ကလည်းရေးကြည့်တယ်เนาะအဲ့တော့တို့တနည်းအားဖြင့်ဟိုကြီးလိုက်တာနဲ့ချက်ချင်းရုံထွက်ခတ်တဲ့ hook မျိုးတွေဖြစ်ရမယ်အဲ့ဒါလည်းနောက်ပိုင်းကျတော့ strategy တွေပါရေးเนาะအသေးစိတ် အဲလုံလာကြတယ်လုံလဲလုံတဲ့နေထင်တာပေါ့နော်အဲရင်းဝန်းတော့ဥစားပေးတဲ့နေအဲတခြားဟာမလုံတင်ဘူးအဲလုံအလုံတင်မှာဆိုရင်လည်း content writer ဆိုရင်တခြားဟာမလုံရဘူးအဲ့လိုမျိုးပြောရမျိုးလည်းရှိရပါတော့နော်အဲ freelance ဘယ်တော့မှမလုံဘူးအရင်ဆုံးတော့ environment တစ်ခုမှာဝင်ပြီးတော့လုပ်ငန်းဝင်ပြည့်ကြုံဒီ phase ကအနေထားတွေကိုလေ့လာပြီးမှပဲကိုက freelance အပြောင်းချင်ပြောင်းပါတော့ဆိုတော့ဒါမျိုးမလုပ်ခွင့်နဲ့တော့အဲတခါရတန်းသွားတာအနေအများကြီးလို့ထင်တယ်ပြောရင်အဆင့်ကျော်တော့ခြေချုံကြတတ်တာ ါလေးပေါ့နော်ဒီဘက်ခင်မှာအများကြီးပဲဒါပေမဲ့ကိုကဘလိုပုံစံမျိုးတွားချင်တာလဲကိုပဲအပိုင်းကိုအားသာချင်တာလဲအဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုရွေးချယ်ပေါ့နော်ဟို YouTube ဗီဒီယိုတွေဆိုရင်လည်းဒါကတော့ကပြောလို့သတိထားကြလေးရှိရယ်အဲနိုင်ငံခြား Force Day ဆိုရင်တော့ကိုအဲ listening ကလည်းတော်တော်လောက်ရတယ်နော်ဟုတ်ကဲ့